နုဒုတာနေစာပါကျွန်တော်ရဲ့ RPN Arakan မြန်မာ YouTube Channel လေးကနေညချစွာပြန်နေကြိုဆိုလိုက်ပါရပြကြားဖြန့်ရစာအကမဟာမဟာတွေအတွက်တေမင်းခိုတန်လေးဒီမာလေးနှာပါပြီးအတူတူဒီဗီဒီယိုလေးတွေကြည့်ကြရအောင်ပြ deception to trick people US အစိုးရအနေနဲ့ကြားဖြန့်ဝင်လေကိန်းတွေနဲ့ပတ်သက်ပြီးတော့ဒေတာအချက်အလက်တွေပြည့်စုံပြီးဖြစ်တယ်လို့ USIV အကြီးအကဲကပြောထားတာဖြစ်ပါတယ် အမေရိကန်ဆိုရကမြန်မာနိုင်ငံတွင်ကအွန်လိုင်းငွေလင်ကိုင်းကူကူကိုတန်ခတ်ပိတ်ဆို့လိုက်ကြောင်းကြေညာပါရယ်နိုင်ငံတကာကလူမျိုးစုံပေါ်လင်ညာလှည့်ပြားတဲ့အွန်လိုင်းငွေလင်ကိုင်းတွေဟာကရင်မျိုးသားတက်မရော KNA ထိန်းချုပ်တဲ့ရွှေကုတ်ကိုအခြေစိုက်တွေဖြစ်ပါတယ်အရှိတောင်အရှာကအွန်လိုင်းငွေလင်တဲ့လုပ်ငန်းဟာ အမေရိကန်တွေသာငွေလင်ခံနေရတာမဟုတ်ဘဲထောင်ထောင်ချီတဲ့လူတွေခက်သစ်ကျွန်ပြုတ်ခံနေရစေတယ်လို့အမေရိကန်ဗန်နာယေးဌာနအကြမ်းဖက်မှုနဲ့ဗန်နာယေးဆိုင်ရာထောက်လှမ်းရေးဌာနအတွင်းဝန်ဂျွန်ကေဟာလေးကပြောပါတယ်အွန်လိုင်းငွေလင်ဂိုင်းတွေကြောင့်အထူးသဖြင့်တက်ကြီးအမေရိကန်တွေပိုပြီးတော့နှစ်နာဆုံးရှုံးခဲ့ရပြီး2024ခုနှစ်အတွင်းဒေါ်လာ10ဘီလီယံထက်မနည်းဆုံးရှုံးခဲ့ရတယ်လို့အမေရိကန်ဆိုရကကမန့်ထားပါတယ် ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ကနေကမ္ဘောဒီးယားနိုင်ငံကလူပုဂ္ဂိုလ်၄ဦးနဲ့ကုမ္ပဏီ၆ခုတို့ကိုလည်းအတမအလုပ်ခိုင်းစေမှုနဲ့တန်ခတ်ပိတ်ဆို့လိုက်ပါတယ်။အွန်လိုင်းငွေကြေးအတုတွေကိုအမေရိကန်ဥရောပတရုတ်နဲ့တခြားနိုင်ငံကသူတွေကိုရောင်းချစေခိုင်းတာကြောင့်ပါ စက်တဘာ၈ရက်နေ့ဇွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်မှာအခုလိုတန်ခတ်ပိတ်ဆို့လိုက်တာကြောင့်ဒီ online ငွေလိမ်ဂိုင်းတွေအနေနဲ့လုပ်ငန်းကြီးတခုလိုဆက်လက်လက်ပတ်ဖို့ခက်သွားစေပြီးညှဉ်းပန်းနှိပ်စက်တာလိမ်ပိုင်းဆိုင်ရာကျူးကျော်စော်ကားတာအမေရိကန်တွေငွေလိမ်ခံရဖို့ဘေးကနေတားဆီးပြီးသားဖြစ်စေတယ်လို့ဗန်နာရေးဌာနကြေညာချက်ထဲမှာဖော်ပြထားပါတယ်စီဆိုရနဲ့ပေးယူလုပ်ခဲ့တဲ့ DKBA ခေါင်းဆောင်ဆော့ချစ်သူက DKBA ကို KNA အဖြစ်ပြောင်းလဲခဲ့ပြီးတော့စီဆိုရနဲ့လက်တွဲဖြုတ်ခဲ့တယ်လို့ဆိုပါရယ် ဒါပေမဲ့လည်း KNH ဟာမြောက်ရီနယ်တကြောမှာစစ်တပ်ကပိုးပြီးတော့နေရာဖြတ်ချက်ယူလာနိုင်အောင်ပူးပေါင်းကူညီနေစေဖြစ်တဲ့ဆိုတော့သတင်းတွေထွက်ပေါ်နေပြီးတော့ online ကြားဖြတ်လုပ်ငန်းတွေအကြောင်းသူပါဆိုဘာမှမသိဘူးဆိုပြီးတော့လဲစောချစ်သူကဇွတ်ညင်းဆိုပါတယ်။မေလ9ရက်နေ့တုန်းက American ဆိုရဟာ KNA ကိုနိုင်ငံရဲ့ချားဖြတ်ကျော်ပြီးတော့ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့သလိုခေါင်းဆောင်ဖြစ်သူစောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးကိုလည်းဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဆွေပါ โอเคနောက်ထပ်ဗီဒီယိုကလစ်လေးတစ်ခုကြည့်အောင်ဗျတွင်ဝင်ငင်တဆင်ပါဆိုသလိုဖြစ်ရတော့မယ့်ကြားဖြန့်အရင်နဲ့ပတ်သက်တဲ့ထွတ်ဆိုခြင်းလေးတစ်ခုကြည့်ကြရအောင်ဗျနောက်ကင်ဒေတာမှာဘယင်တမားလို့ ၎င်းအနေနဲ့ထူထောင်ခဲ့ပြီးမြန်မာအနာဘယ်နဲ့ပူပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့ကြောင်းမြန်မာနိုင်ငံအတွင်းနေရာဆက်လက်ကုမှကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်းပြုလုပ်ခဲ့ကြောင်းအဲ့ဒီပြန်မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့နိုင်ငံရေးပါတီ၃ခုမှသူ့ရဲ့လူတွေထည့်သွင်းထားကြောင်းအများသိတဲ့ပြည်ထောင်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီမှလည်းဗဟုအဆင့်အထိပတ်သက်ခဲ့ကြောင်းတရုတ်ပြည်သူတွေနဲ့နိုင်ငံတကာမှလည်းလည်းရရှိထားတဲ့ဘီလီယံနဲ့ရှိတဲ့ဒေါ်လာတွေယွမ်တွေနဲ့အထင်အကွက်မဲ့ကျော်နေခဲ့ကြောင်းမန္တလေးဒေသကြီးတွင်းမှာရှိတဲ့ရေတံခွန်တောင်စီမံကိန်းကိုနောက်ဆုံးအမေရိကန်ဒေါ်လာတန်ပါ ါင်း900ဖြင့် online မူရစီဝါဟိုတယ်နဲ့ပြည်ထစာလုပ်ငန်းမှရရှိတဲ့ငွေတွေနဲ့ယင်းဒီမြုပ်နှံထားကြောင်းအကြောင်းအရာပေါင်းစုံစာမျက်နှာ390နဲ့တက်တည်ခန့်ချက်အမှတ်တမ်းတွေနဲ့အတူဖူလီလိုက်ဥမ္မာမောင်ကဖြစ်စိုးဝန်ခံခဲ့ပါတယ် ဒါနဲ့လက်ရှိမှာတည်တံချမှတ်ခံရပြီးဒီနေ့တရားရုံးချုပ်တို့ဇီခန်းစာတင်သွင်းထားပါတယ်။ဒါပေမဲ့လည်းတရားရေးအရာရှိတွေအစိုးရတရုတ်ပြည်တံတာမကတက္ကပံလုံးတို့ကျူးလွန်ထားတဲ့ရာဇဝတ်မှုအမြတ်များတွေကိုခွန့်လွတ်ချမ်းသာပေးရန်မရှိပဲနောက်ချက်လာတော့ကြားတဲ့အခါချမှတ်မိအမိန့်အတိုင်းလူများရှိမှစီရင်မယ်လို့သိရပါတယ်။ဒီထွတ်ဆိုရှင်ဟာမြန်မာစစ်အာဏာရှင်နဲ့တက်ခရင်ပါတီအတွက် ပြင်မခုတ်တံပါပဲဗျ26ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုတိုင်လာရောက်မဲ့တက်ရောက်မဲ့ဒီအာဆီယံအစည်းအဝေးကြီးမှာမြန်မာတော်လိုင်းရဲ့အင်အားစုတွေအနေနဲ့ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာစစ်အာဏာရှင်တွေနဲ့ဒီ BGF ဆိုချစ်သူအုပ်စုကိုဘယ်လိုမျိုးထိုးနှက်နိုင်မလဲဆိုတာလေးအရေးကြီးပါတယ်စစ်အာဏာရှင်တွေနဲ့ဘောင်းပါရီဟာကြားဖြန့်လုပ်ငန်းမှာဘယ်လိုဒီပါဝင် ပတ်သက်နေတယ်ဆိုတာကို တက်တည်တာတကတွေပတ်တန်းတွေအများကြီးရှိထားပြီးဖြစ်တယ်။ဒါကိုအသုံးချပြီးတော့ကျွန်တော်တို့တော်လိုင်းရေးအောင်မြင်ဖို့အတွက်အထူးကကြတဲ့လေကားထက်ကြီးတစ်ခုတစ်ပွဲကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေဘက်ကအသုံးချနိုင်ဖို့လိုအပ်ပါတယ်။တဟာမြမတော်လိုင်းရေးအင်အားစုတွေအတွက်အခပေးခြင်းလေးဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျ။အားလုံးဖိတ်ခင်ကြံပါကြပါစေ။